မိငိမ့်သက်နီးနေတကွမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်ပါတယ်။ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍမှာစာတိရလာလို့ရှင်စရမီပြာရီမီဒါတွေကလောင်းမှာပဲဖြစ်တယ်။သောကပရိဒီဝဒုက္ခတောမနတဥပယတဆိုတာလည်းပဲကိရိတာမကင်းသေးရင်တွေ့နေဦးမှာပဲဖြစ်တယ်။အဆိုးဆုံးဖြစ်တဲ့ရာဂမီဒေါသမီမောဟမီတွေကိုအခုနီးနေတဲ့အတိုင်းဖြည့်ရှင်းပြီးတော့မိမလောင်အောင် ကာကွယ်ဆောင်ရှုံနိုင်မယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခအလုံးကိုလွန်မြောက်နိုင်ပါတယ်ဆိုတာကိုမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းချစ်ကြံကြုတ်ကုတ်ပွားများအထုံနိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖေယာဖေယာဖေယာတပိတော်တို့သည်ဓမ္မအတိညာ ရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလေဓမ္မသဘင်ရှင်ကျင်ပါပြုလို့ကြ၍အဘဒဒါနဓမ္မဒါနဓမ္မဒါန တရားလှူတော်ကိုပြည့်လူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျင်နာကြကြပါကုန်၏တရားတော်မြတ်ကိုတတ္တဘဝုထုအစွတ်တို့ဖြင့်ပူဇော်ကြပါကုန်၏ ယနေ့ယခုအထုပြုလို့ကြာရသောဤကောင်းမှုဤကုသိုလ်ဆုစုသည်နိဗ္ဗာန်ချမ်းသာဤအကြောင်းထောက်ပံဖြစ်ပါစေသတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အား ကုသိုလ်အမြကုသိုလ်အမြဝေင့ပါကုန်၏နတ်ပေါင်းတို့အားနတ်ပေါင်းတို့အားကုသိုလ်အမြကုသိုလ်အမြဝေင့ပါကုန်၏ဝေင့ပါကုန်၏31ဘုံ31ဘုံကျင့်ဤကုန်သောကျင့်ဤကုန်သောလုံးစုံမြစွာသတ္တဝါတို့သည်ကုသိုလ်အမြကုသိုလ်အမြကိုစီရကြကုန်သည့်ဖြစ်၍ကိုစိတ်နှင့်ဖြာကို छन